မိုက်ကိုဆောက်ရမှာစာယူစာရိုက်လုပ်တဲ့အခါမှာကျွန်တော်တို့အခုလိုမြင်းကြောင်အနီလေးပေါ်နေရဆိုလို့ရှိရင်ဒါလေးကိုဖျောက်လို့ရပါတယ်နော်စာယူစာရိုက်လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီလိုမြင်းအနီလေးပေါ်နေရဆိုလို့ရှိရင်စာရိုက်တဲ့အခါမှာဆိုလို့ရှိရင်အဲ့နောက်ချက်လေးဖြစ်တယ်လို့လေးပေါ့နော်ဖြစ်နေတတ်ပါတယ်အဲ့လိုခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးတွေကိုဖျောက်လို့ရပါတယ်ဒါဒီအားလေးတွေကဘာကြောင့်ပေါ်ပါလဲဆိုလို့ရှိရင်ကျွန်တော် ဒါစလုံးပေါင်းနေကိုစစ်ပေးရဖြစ်ပါတယ်မြန်မာစာရေရောပေါ့နော်အသိမတိတာပဲပဲပေါ့နော်အင်္ဂလိပ်စာရေမှာဆိုလို့ရှိရင်စလုံးပေါင်းနေမှားတဲ့ခါမှာဆိုလို့ရှိရင်သူကမှားတဲ့စကားလုံးတွေကိုစစ်ပေးပါတယ်နော်အဲ့တော့ကျွန်တော်ဒီဒါလေးကိုစတင်ရနေပြီးပြဖို့လိုပါတယ်တခုကျွန်တော်တတိထားမှာက ဒီမြန်မာစာရေးအတွက်ပေါ့နော်ဒီလိုမျိုးအနီမြင်းချောင်းလေးကိုဖြောက်လိုက်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်စာရေးတဲ့ခါမှာဆိုလို့ရှိရင်စလုံးပေါင်းတွေကိုစစ်ပေးမှတော့မဟုတ်တော့ပါဘူးနော်အဲ့ဒီခါမျိုးတွေမှာဆိုလို့ရှိရင်နော်အင်္ဂလိပ်စာစာရေးစာရေးလုပ်တဲ့ခါမှာစလုံးပေါင်းလေးပါနေရပြန်စစ်ပေးဖို့ပေါ့နော်အော်တိုပြန်ပြီးဆိုစစ်ရှင်နေဆိုလို့ရှိရင်ရောဒီစတင်လေးကိုပြန်ပြီးတော့ဖွင့်ဖို့လိုပါတယ်နော်အဲ့တော့ဒီဟာလေးဘယ်လိုဖြောက်ရမလဲဆိုလို့ရှိရင်ကျွန်တော်ဖိုင်နယ်ကိုသွားပါနော်ဖိုင်နယ်ကိုသွားပြီးသွားရင်အောက်ဆုံးမှာရှိရဒီ profile စာလေးကိုသွားလိုက်နော် ်ဝေးအဲဒီစတင်လေးကြာလာပြီဆိုလို့ရှိရင်ကျွန်တော်เนาะရေထဲကိုသွားမလဲဆိုလို့ရှိရင်အဲတော့ဒီကောင်လေးတွေရောเนาะဒီ profile ဆိုတဲ့ထဲကိုသွားလိုက်ပါเนาะအဲเนาะ okay အဲတော့ကြာလာကျွန်တော်နော် file name ကိုသွားမယ် option name ကိုသွားမယ်အဲနော်ဒီ setting ကြာလာပြီဆိုကျွန်တော်ဒီ profile name ကိုသွားမယ်အောက်မှာနော်ဒီကောင်လေးရှိပါတယ်ဒီမှာ chat spelling နော် @u type ဆိုတဲ့နေရာမှာဒီကောင်လေးကိုအမှန်ကြီးကြီးဖြုတ်လိုက် okay ဆိုတာလေးကိုနှိပ်ပေးလိုက်နော်အဲဆိုလို့ရှိရင်သူက အနေချောင်းเนาะအနေစာချောင်းလေးမရှိတော့ပါဘူးเนาะဒါဆိုရင်စာစီစာရဲလုတ်တဲ့ခါမှာမြန်မာသားရေးတဲ့ခါမှာဆိုလို့ရှိရင်တို့တို့ပေါ့เนาะအနေချောင်းနေမြင်ရမှာမဟုတ်တော့ပါဘူးเนาะဘယ်ရလာအင်္ဂလိပ်စာရေးမယ်ဆိုလို့ရှိရင်ရောဒီစတိန်လေးကိုပြန်ပြီးတော့အမှန်ကျလေးရှင်းပြလိုက်ပါเนาะโอเคဒါဆိုလို့ရှိရင်တော့ဖေးဆိုတို့အတွက်ပေါ့เนาะစာရေးစာရဲလုတ်တဲ့ခါမှာဆိုလို့ရှိရင်အဲဒီရလေးကအသုံးဝင်မယ်လို့ထင်ပါတယ်เนาะအဆင်မပြေရရှိရဆိုလို့ရှိရင်အဲကျတော့ဒီ comment လေးရဖြစ်စေ page message လေးရဖြစ်စေမေးလို့ရပါတယ်အတိအကျတဲ့ ကုမ္ပဏီရဲ့ပတ်သက်တဲ့တိကျတဲ့အကြောင်းအရာတွေရှိရဆိုလို့ရှိရင်လည်းမိထားလို့ရပါတယ်เนาะโอเคအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးဆက်ဆက်ရရဆင်ပြေကြပါစေခင်ဗျာ